ထိုင်းမြန်မာနယ်စပ်ကစစ်ပေးရှောင်ဒုက္ခသည်နဲ့ရွှေပြောင်းအလို့သမားတွေကိုနှစ်ပေါင်းများစွာကျန်းမာရေးကုသဆောင်ရှောက်ပေးနေတဲ့မေရော်စေးကန်းထူထောင်သူဒေါက်တာဆင်သီယာမောင်ကိုထိုင်းနိုင်ငံဖီဆနိုလိုမြို့မှာရှိတဲ့နရစ်ဆွန်တက္ကသိုလ်က Honorary Doctorate in ASEAN Study ကုန်ထူးဆောင်ပါရဂူဘွဲ့ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ မတ်လ17ရက်နေ့ကကျင်းပသွားတဲ့ Norrison တက္ကသိုလ်ရဲ့2025ခုနှစ်ဖွဲ့နှင်းသဘင်အခမ်းအနားမှာလက်ရှိထိုင်းပြည်ရဲ့အမတော်မင်းသမီးကြီးမဟာချက်ကရီသီရီတုံကဂုဏ်ပြုလက်မှတ်ပေးရချီးမြှင့်ခဲ့တာပါဒေါက်တာစင်တီယာမောင်ဟာအာဆီယံဒေတာတွင်လူသားအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အပြင် လူမှုအတိုက်အဝန်အတွက်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေတာကြောင့်အဲ့ဒီကုံထူးဆောင်ပွဲကိုပေးရလိုက်တာလို့အဲ့ဒီတက်ကတူကထုတ်ပြန်ပါတယ်။ အသက်66နှစ်အရွယ်ရှိတဲ့ဒေါက်တာဆင်တီယာမောင်ဟာအာရှနိုဘယ်ဆုလို့တင်စားခေါ်တဲ့ရီမိုမက်ဆင်ဆေးဆုအာရှသူရဲကောင်းများဆုစစ်တနီငိမ့်ချက်ရေးဆုအပါအဝင်ကမ္ဘာကူလာသမဂ္ဂနဲ့အမေရိကန်၊အော်စတြေးလျ၊ Taiwan ၊ Sweden ၊ Philippines ၊ Japan ၊ Netherlands ၊ Canada စတဲ့နိုင်ငံတွေကချီးမြှင့်တဲ့လူမှုထူးချွန်စုပေါင်း18ဆုကိုလည်းရရှိခဲ့ပါတယ်ရှင်။